တလောတော့ကဒကာကြီးတယောက်ကရှောက်တယ်အခုခေတ်မိဘတွေအားတဲ့သားသမီးတွေကိုစိတ်ဆင်းရအောင် လုပ်တဲ့မိဘမျိုးတွေရှိတယ်ပေါ့မိဘကကိုကျင်တရားနဲ့မပြည့်စုံဘူးအရက်သေးစားတောက်စားပြီးတော့သားသမီးကိုနှိပ်စက်တဲ့မိဘသားသမီးတွေကအလွန်ကောင်းပြီးတော့မိဘကအကျင့်ဆိုးနေတာတွေရောဒီလိုဟာမျိုးရောမရှိဘူးလားဖရာတဲ့ရှိတာပေါ့ဒကာကြီးလို့ မြတ်စွာဘုရားအလောင်းတော်ဆိုလို့ရှင်မဟာဗြဟ္မမင်းသားဖြစ်တုန်းကဆိုရင်မိဘကသားသမီးကိုတေရန်ပေးပြီး၆ကဘာတည်းတွန်းချတာဆန္ဒကုမာရဇာဆိုလဲမိမိရဲ့ဖခင်ရင်ကနေပြီးတော့ခြေဖြတ်လက်ဖြတ်လှုပ်ပြီးတော့တတ်ပစ်တာပဲလေအဲ့တော့မိဘကသားသမီးကိုလှုပ်တာအခုလိုသားသမီးကတော်ပြီးတော့မိဘကမတော်ဘူးဆိုတာတွေလည်းပဲမရှိနိုင်ဘူးမဟုတ်ရှိနိုင်တယ် သို့သောတစ်ဖက်ကနေကြည့်မယ်ဆိုရင်ဣမတ္တလောကတ္တဓာတိတာရောလူဝရောက်ရှိလာတာဟာမိဘရဲ့ခြေဆုသာဖြစ်လို့တစ်ဖက်ကနေပြီးတော့မိဘဆိုတာကိုလုံးဝမပြင်းမားတိုက်ဘူးပေါ့မပြင်းမားတိုက်ဘူးမိမိလူဝရလာခြင်းဒီပင်လင်မိဘရဲ့ခြေဆုပဲဖြစ်တယ်။ရသော်ဘုရားသခင်ကိုရောမြတ်ကမိဘတွေကိုသာခြေဆုရှိတယ်လို့မဟောဘဲနဲ့မင်္ဂလာတရားတော်မှာ ုဒ္ဓဓာရတသင်္ဟောဆိုပြီးတော့မိဘကိုလည်းပဲသားသမီးတွေကိုချင်းမြောက်ထပ်ပတ်မှုဝတရားရှိတာကိုလည်းထဲ့သွင်းဟောကြားပေးတာပဲဖြစ်တယ်ပေါ့သို့တော့သားသမီးနဲ့မိဘဆိုတာမိဘကအသက်ကြီးတာဖြစ်လို့မာတာပိတုဥပဋ္ဌာနာလို့မိဘကို ပြုစုလှုပ်ကြွေးမှုဟာရိုးရာဓလိထုံတန်းစင်လာမြမကသူတော်ကောင်းတွေရဲ့အစဉ်လာဖြစ်လို့ဒီလိုဟောကြားတော်မူခဲ့တာဖြစ်တယ် မိဘကျေးဇူးဆိုဒီမှာမိဘရဲ့ဂုံကိုပြောတာမဟုတ်ဘူးဘာတာပိတုဂုဏောလို့ဆိုကြတဲ့အထက်မှာဂုဏဆိုတာကျေးဇူးတရားကိုသာဆိုလိုတာဖြစ်တယ်ဒီနေရာမှာဘာတာပိတုဂုဏောဆိုတာမိဘရဲ့ကျေးဇူးတရားမိဘကသီလဂုံတမာရီဂုံပညာဂုံတွေရှိခြင်းမှရှိမယ်သို့တော့ကျေးဇူးရှိတာမှန်တယ် ဗုဒ္ဓဂုဏောဓမ္မဂုဏောသံဃဂုဏောဆိုတာကြတော့ခုံလဲယူလို့ရတယ်ခြေစုတရားလဲယူလို့ရတယ်ဗာတာဝိတုဂုဏောကြတဲ့အခါကျတော့ခြေစုတရားသာလှင်အဓိကသာသမီကလိန်ပါပြီမိဘမလိန်ပါဘူးဆိုတာတွေလည်းရှိနိုင်တယ်ပေါ့သို့တော်လည်းမိဘကသာသမီပေါ်မှာခြေစုရှိတယ်ခြေစုရှိတာမပြစ်မတိုက်ဘူးလို့ဆိုတာကတော့မှန်တယ်ပေါ့အေးမိဘကသာသမီကိုတတ်တဲ့ အခါကြတော့ပုတ္တခါတကကံဆိုတာမျိုးတော့မရှိဘူးသာသမီကမိဘကိုတိုက်ရင်မာတုခါတကကံပိတုခါတကကံကြီးထိုက်တယ်လို့ဒီလိုပြောတယ်။ဘာကြောင့်ကံကြီးထိုက်တယ်လို့ပြောနိုင်တယ်လဲဆိုရင်ဒီလောကကြီးမှာလူဖြစ်လာအောင်လာခွင့်ပြုတာကမိဘရဲ့ကျေးဇူးပဲ။ဒါကြောင့်မို့လို့တစ်ဖက်သက်ဆန်လွန်တယ်လို့မအောင်မေ့လေနဲ့။ဟောမိမိရောက်လာတာကိုက မိဘရဲ့ကျေးဇူးကြောင့်လူဖြစ်လာတာမိဘကကျေးဇူးမပြုဘူးဆိုလို့ရှိရင် လာခွင့်မပြုဘူးဆိုရင်လူတောင်ဖြစ်เสียအကြောင်းမရှိဘူးအေးဒါကြောင့်မို့ဣမတလောကတာဓာတိတာရောလူဘွားကို လာခွင့်ပြုလိုက်တာလူလောကကြီးနဲ့ဆုံတွေ့ခွင့်ပြုလိုက်တဲ့ဒီကျေးဇူးတရားဟာဆက်လို့မကုန်တဲ့ကျေးဇူးတရားဖြစ်သည့်အတွက်ကြောင့်စော်ကားမယ်ပြမှားမယ်မိဘကိုတတ်ဖြတ်မယ်ဆိုရင် မာတုဂါရကပိတုဂါရကခံကြီးထိုက်တယ်လို့ဒီလိုဟောတာဟာ အလွန်မှန်ကန်တဲ့ချက်ရှုတောင်းကနေဟောကြားတာသာဖြစ်တယ်ပေါ့အေးဒါကြောင့်မို့ရဗုဒ္ဓရဲ့အဆုံးအမကို လိုက်နာကျင့်သုံးကြတဲ့ဘုရားဘာသာဝင် သူတော်စင်တွေဟာဘယ်နည်းနဲ့မှမိဘကို ပြင်မာတိုက်တာမရှိဘူးတဲ့မိဘရဲ့ကျေးဇူးတရားကိုမှတ်သားနာယူပြီးတော့မိဘအပေါ်မှာစော်ကားလို့တဲ့စိတ်ကလေးတောင် မဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်ကြရမှာဖြစ်တယ်